မြမဖြစ်သူတရုတ်ဆောင်ဆွေပြည့်တစင်နဲ့ဟိဝင်ရန်နိုရဲ့ဆေးဆက်မင်္ဂလာပွဲမှာတတိုးသမီးဘက်ကနေကျေးဇူးတင်ဆက်ကားပြောကြားခဲ့တဲ့တရုတ်ဆောင်ဆွေပြည့်သူစာမင်္ဂလာပါပရိသတ်ကြီးရှင်စိုးညီမာရီဆိုပြီးတော့အနည်းပညာလောကမှာနေရာတနေရာရှိနေခဲ့ကြတဲ့တရုတ်ဆောင်ဆွေပြည့်တစင်ဆွေမျက်နှာတောင်စနေမြင့်တွင်နဲ့ဆွေပြည့်တစင်တို့ညီအမတွေကတော့အနည်းပညာမျိုးရိုးရှိတဲ့ဆိုတာထက်တရုတ်ဆောင်ကောင်းလွန်တာကြောင့်လည်းအနည်းပညာလောကမှာတယောက်တစ်မျိုးစီအောင်မြင်ခဲ့ကြတာဖြစ်ပါတယ် ဒီနေ့နေမှာတော့စိုးညင်မာရီတဲကအငဲဆုံးဖြစ်တဲ့တရုတ်ဆောင်ဆွေပေးသင်းရဲ့ဆေးဆက်မင်္ဂလာခန်းနာကျင်းပပြုလုပ်နေတာဖြစ်ပြီးအမကြီးဖြစ်တဲ့တရုတ်ဆောင်ဆွေမြတ်သူစားကအဆိုပါပွဲမှာသူတို့သမီးဘက်ကနေမင်္ဂလာစကားပြောကြားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဆွေမြတ်သူစားကအမကြီးတယောက်အနေနဲ့ရောမိသားစုဝင်တယောက်အနေနဲ့ပါဟင်းဝင်ရန်တို့ဘက်ကကမ်းလန်းချက်တွေကိုလက်ခံခဲ့ပြီးညီမဖြစ်သူစုပြည့်တစင်ပေါ်မှာတမိုးထားမြတ်နိုးခဲ့တဲ့အတွက်ရောငွေကုန်ကြေးကျခံပြီးမင်္ဂလာပွဲပေါင်းများများစွာကိုကျင်းပပေးခဲ့တဲ့အတွက်ပေါင်းဟင်းဝင်ရန်နဲ့အတူဟင်းဝင်ရန်ရဲ့မိဘတွေကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ် ဟင်းဝီရန်နဲ့ဆွေပြေးတဲ့ဇင်တို့နှစ်ယောက်ဟာမင်္ဂလာပွဲ6ပွဲအထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအဆိုပါမင်္ဂလာပွဲကိုတော့ဟင်းဝီရန်တို့ဘက်ကအစအစရရတာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ဆောင်ဆွေပြေးတဲ့ဇင်ကတော့အခြေရင်နဲ့ပတ်သက်ပြီးနာမည်ပြန်မရှိခဲ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင်မိဘညီကိုမောင်နှမတွေရဲ့ဆုံးမသွန်သင်မှုအောက်မှာဘိုင်းကောင်းကြောက်ဖိနေထိုင်ခဲ့တဲ့မိန်းကလေးလေးဖြစ်တာကြောင့်အခုလိုချင်ရတဲ့သူစီကနေတမိုးထမြန်လို့စွာနဲ့တောင်းရက်လက်ထက်ချင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ုံဒီရှိလူချင်းများများအဲလူပညာတော်များများအားလုံးအင်္ဂလာပါလို့မင်္ဂလာရှိတဲ့နေ့လေးမှာကိုပုံစံပါပါလေဒီလိုနေ့လေးမှာပါရတဲ့စင်စင်ရဲ့ကုစားသူတို့မိဘတွေရဲ့ကုစားအင်္ဂလာစကားကြီးပြောကြမရတဲ့အတွက်လေညာနေညာဝမ်းသာကုန်မိပါရှင်ခုနရှေ့ကပြောပါတဲ့အတိုင်းတော်တော်ပြည့်စုံနေပါပြီဒီမိုင်းနေနဲ့ထွေးထူးထူးလာပါ တော့ဆရာမလိုပါဘူးအဲခုနပြောတဲ့အတိုင်းကလေးမျိုးရဲ့ရည်ချင်းနေရာလေးဒီထဲမှာလာတဲ့လူတွေပုံကြီးတခြားအတိုင်းဒီလုံးပါလေတိထားပြီးသားဖြစ်ပါပြီအဲတော့ခုနမင်္ဂလာစာကလနာကိုအာဆုတောင်းပတ်တာကလေးတွေရဲ့သုတိသင်ရဲ့ဒီပါတွေရဲ့ပူဇော်ကလနာကိုဝမ်းမြောက်ဝမ်းသာလက်ခံပါလေလို့ပြောပြစီပြီးတော့ဘာငယ်လို့လဲကျေးဇူးတင်ပါတယ်ဘာငယ်လို့ရဲ့မိဘတွေလည်းကျေးဇူးတင်ပါတယ်အဲကြောင့်လေဆိုတော့ ကျမရဲ့ညီမငယ်လေးသူ့ကိုချစ်ခင်မြန်လို့တန်ဖိုးထားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒါအပြင်မိငါဝဲပေါင်းယောက်များစွာကိုတင်တောင်းတင်ပြနေခဏခဏလုပ်ကြိုက်ပေးမဲ့အတွက်ဒီများကြီးအများကြီးကျေးဇူးတင်ပါတယ်။အဲကြောင့်ကျမတောင်းကျေးဇူးတင်ပါတယ်လို့ကျောင်းသားကြီးပြောပြစီ။တော့တန်းနေတဲ့စုကြည့်ရဲ့ဘဝနဲ့သက်တာလုံးပျော်ရွှင်ချမ်းမြေပါစီ။တိတိအများကြီးလက်တွဲနိုင်ပါစီ။အာမင်းမြင့်မြတ်ကိုအများကြီးရပါစီလို့ 嘛，今年也是张罗百姓，按照我们这次这个规定，我们要，比如，米了，肉。